မင်္ဂလာပါပြန်လည်ကြိုဆိုပါရစေခင်ဗျာဝမ်းမမန်တာဝမ်းပြတ်တာဝမ်းချုပ်တာဝမ်းသွားပြီးရင်ဝမ်းချန်နေသလိုခံစားရတာဒီလက္ခဏာတွေကသာမန်လက္ခဏာတွေလည်းဖြစ်နေနိုင်တယ်လို့နောက်ွယ်မှာကြီးမားတဲ့ဥမာကြီးကင်ဆာလိုယောဂမျိုးတွေရှိနေတာလည်းဖြစ်နေနိုင်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ဥလန်းချောင်းကျန်းမာရေးတဲ့ဆောင်ရန်ရှောင်ရန်တွေအပြင်ဥမာကြီးကင်ဆာရဲ့ရှိပြီးလက္ခဏာကပါတွေလဲနောက်ပြီးတော့ဥမာကြီးကင်ဆာကိုဘယ်လိုစမ်းသပ်ကြမလဲဘယ်လိုကုသကြမလဲစားတဲ့အကြောင်းအရာတွေကိုပါအသေးစိတ် ပြောပြပေးဆောင်မှာမို့ဗီဒီယိုအဆုံးထိကြည့်ရှုပေးပါ umaji ကစားရှိနေပြီလို့ညွှန်ပြနေတဲ့အချက်6ချက်ရှိပါတယ်။အဲဒီ6ချက်တွေကနံပါတ်1ချက်ကတော့ဝမ်းပြက်တယ်။ဝမ်းပြက်လို့ဆိုတာကျွန်တော်တို့ပုံမှန်ပေါ့နော်။ကိုကတရက်တစ်ခါဝမ်းသွားတယ်လို့။ဒါပေမဲ့နောက်ပိုင်းမှာအကြောင်းအကြောင်းဝမ်းကမမှန်တော့တရက်တစ်ခါမသွားတော့၃ရက်နေမှတစ်ခါလောက်သွားတယ်။ဒီလိုမျိုးပေါ့။ တချို့ကျတော့လည်းပုံမှန်1သွားနေရကနေ1နေရပို့ပို့ပြီးတော့သွားလာတယ်ဒီလိုမျိုး1ပို့သွားတာလည်းဖြစ်နေတယ်လို့1မသွားတော့တာမျိုးပေါ့အဲ့လိုမျိုး1အချင်းပြတ်သွားတာကဥမာကြီးကင်ဆာရဲ့ရှေ့ဘေးလက္ခဏာဖြစ်နေနိုင်တာကိုသတိထားပါနံပါတ်2ချက်ကတော့အဲ့လိုပါပဲ1နေမှာသွေးပါလာရပါတယ်သွေးစားလေးတွေပါလာတတ်တယ်လို့1ရှောင်းပြောင်းသွားတာမျိုးလည်းဖြစ်တယ်ပါတယ်ဒါကြောင့်မလို့ဒီ1သွားလို့ရှိရင်သတိထားဖို့လိုပါတယ်ကိုယ့်ရဲ့1ကိုသေချာလေး ဂယူဆိုင်ဖို့လို့ရနော်1သွားသွေးပါဥမာကြီးကင်ဆာဖြစ်နေနေတာသတိထားပါနံပါတ်3ချက်ကတော့ဥမာကြီးကင်ဆာဖြစ်တဲ့အတွက်ဒီ byte white မှာပေါ့နော်ဥတွေရှိတဲ့နန်းလေးမှာမအီမသားနဲ့ byte နာရီနာမျိုး byte in နေတာမျိုးနည်းနည်းလောက်စားပြီးသွားတာ ਨੇ ပြင်းအင်တင်းချက်ပြီးတော့နေထိုင်မကောင်းတဲ့ခံစားမှုမျိုးကြုံရနိုင်ပါတယ်ဒါလည်းသတိထားသင့်ပါတယ်နော်ကိုကတော့အစာမချေဘူးလို့ထင်နေတာပေါ့နော်ဒါပေမဲ့အစာမချေတာမဟုတ်ဘဲနဲ့နောက်ကွယ်မှာဥမာကြီးကင်ဆာဖြစ်နေတာကိုသတိထားသင့်ပါတယ် နံပါတ်၄ချက်ကတော့ကင်းစာယောဂါရှိနေပြီဆိုလို့ရှိရင်ပင်ပန်းတော့နေရပါတယ်အလားယူတယ်ကျွန်တော်တို့အာဖြေတွေအာဆေးတွေတောက်တယ်ချက်ပေါင်းတွေတောက်တယ်ငှက်တိုက်တွေတောက်တယ်ဘာတွေပဲတောက်တောက်ဘလောက်ပဲအေးအေးအဲ့လိုမျိုးပင်ပန်းတော့နေတာကလုံးဝလုံးဝကွဲပြတ်မသွားဘူးပို့ပို့ပြီးတော့ဆိုးလာတယ်ဘလို့ပဲလို့လို့ ပင်ပန်းနွမ်းနေနေရတယ်เนาะဒါဆိုလို့ရှိရင်သတိထားဖို့ခန္ဓာကိုယ်မှာတစ်ခုခုချို့ယွင်းနေပြီဆိုတော့အသိပေးနေတာပေါ့ဒါလေးကိုသတိထားဖို့လိုပါတယ်နံပါတ်5ချက်ကတော့ကင်းစာယောဂါတွေရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေထိုင်ကောင်းနေအစားအသောက်တွေကောင်းနေဒါပေမဲ့လည်းခန္ဓာကိုယ်ကပိန်ပြီးတော့လာတယ်ဒါကြောင့်မလို့ကိုယ်လေးချိန်မလျှော့အစားအသောက်မရှောင်ဘဲနဲ့ကိုယ်လေးချိန်ကြာလာပြီဆိုရင်လုံးဝလုံးဝသတိထားပါနော်ကင်ဆာဖြစ်နေနိုင်ပါတယ်နံပါတ်6ကတော့ဥမာကြီးကင်ဆာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝမ်းသွားပြီးလို့ရှိရင်ဝမ်းချန်နေတယ်လို့မျိုးဝမ်းသွားရတာ အဆင်မပြေဘူး။ဝမ်းတော့သွားလိုက်တာပဲဆရာရဲ့ဒါပေမဲ့လည်းနေလို့ထိုင်လို့မကောင်းအဲထဲမှာဝမ်းချန်နေတယ်လို့မျိုးပဲခံစားရနေ။အဲ့လိုမျိုးဒီဝမ်းနဲ့ပတ်သက်တဲ့လက္ခဏာပေါ့နော်။ဝမ်းပြတ်တာ၊ဝမ်းပူသွားတာအဲ့အရာတွေအပြင်ဝမ်းချန်နေတယ်လို့ခံစားရတာ၊ဝမ်းသွားတာအဆင်မပြေတာမျိုးတွေကဥမာကြီးခင်စားကိုညွန်ပြနေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီလက္ခဏာ6ချက် ရှိနေပြီဆိုရင်သတိထားပါ။နှစ်ပတ်ထပ်ပိုပြီးရှိနေပြီ။တလားလောက်ရှိနေပြီဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့အကြံဉာဏ်ရယူသင့်ပါတယ်။ ောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဥမာရေးကင်ဆာကိုဘယ်လိုစစ်ဆေးသိရှိကြရမလဲပေါ့ဥမာရေးကင်ဆာပြောဆိုလို့ရှိရင်ကျွန်တော်တို့အသားစယူပြီးတော့စစ်ဆေးလို့ရပါတယ်ဥမာရေးကင်ဆာတို့အသားစယူပြီးစစ်မယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာကအကြောင်းအကျောင်းပေါ့နော်ကျွန်တော်တို့ဒီ CT တဲ့တန်လိုက်တမန်တွေရိုက်တယ်ဒီတွေးစစ်တာတွေပါလေလုပ်လိုက်တယ်အဲ့မှာပထမဦးဆုံးအချင်းကင်ဆာလို့သတ်မှတ်လိုက်ပြီးဆိုရင်စိတ်ကိုအတင်းကြီးဆုံးထားပါစိတ်ကိုအတင်းကြီးဆုံးထားပြီးလို့ရှိရင်မိသားစုတွေနဲ့ဆွေးနွေးတိုင်းပဲမှာကျွန်တော်နားလည်ပါတယ်ဒီကင်ဆာဆိုတာကဒီကင်ဆာရောဂါလို့သတ်မှတ်ခံလိုက်ရရင်လူတိုင်းတော်တော်များများကတော့ဒီစိတ်ထိခိုက်သွားကြတာကြီးပါပဲနော် ဒါပေမဲ့လည်းစိတ်လေးကိုတတ်နိုင်ဆုံးထိမ်ပါထိမ်ပြီးတော့မိသားစုနဲ့ဆွေးနွေးတိုင်းမှာနောက်ပြီးသွားလို့ရှိရင်အဲ့ဒါဟုတ်လားမဟုတ်ဘူးလားဆိုတော့ကျွန်တော်နောက်ထပ်တစ်ချိန်ထပ်ပြီးတော့စစ်ဆေးဖို့လိုပါတယ်ကင်ဆာကိုကျွန်တော်ဒီပထမဆုံးဆက်လက်တဲ့ကင်ဆာပဲစီတူလိုက်အဲ့ဒါမျိုးမလုပ်ပါနဲ့နော်အဲ့ဒါမျိုးမလုပ်နဲ့ကျွန်တော်ပထမတစ်ချိန်ကင်ဆာလို့တန်တရားရှိရဲဆိုဒုတိယတစ်ချိန်ထပ်ပြီးတော့ confirmation ပေါ့နော်ထပ်ပြီးတော့သေချာအောင်စစ်ပါအဲ့လိုမျိုးနှစ်ချိန်သုံးချိန်လောက်စစ်ပြီးလို့ကင်ဆာဆိုတာသေချာပြီဆိုတော့မှကုသမှုကိုခံယူသင့်ပါတယ်နော် ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ပညာမှာအလွဲအချော်တွေကလည်းဖြစ်တတ်တာပေါ့နော်။အကြောင်းအကြောင်းကြောင့်ဒါမျိုးတွေရှိတယ်လေဒါကြောင့်မလို့တေချာယောဂသတ်မှတ်ပါ။တေချာယောဂသတ်မှတ်ပြီးသွားပြီးဆိုရင်ကင်ဆာဆရာဝန်နဲ့ဆွေးနွေးထိုင်မယ်ပါ။ဒီနေရာမှာဥမာကြီးကင်ဆာကိုကုဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ကင်ပါလား၊ဆေးသွင်းပါလား၊ခွဲစိတ်ပါလား။ဒီအခြေအနေ၃မျိုးရှိတယ်။ဒီကုသနေ၃မျိုးကလူနာရဲ့အခြေအနေပေါ်မှာလည်းမူတည်သလို ယောဂရဲ့အခြေအနေပုံမှာလည်းမူတည်ပါတယ်။လူနာကခွဲစိမ့်မှုတန်ခံနိုင်ရဲ့လား၊ဆေးသွင်းတဲ့တန်ကိုခံနိုင်ရဲ့လား၊ဓာတ်ကင်ရောအဆင်ပြေရဲ့လားပေါ့။ဒါလေးတွေစဉ်းစားဖို့လိုသလိုယောဂအခြေအနေကဓာတ်ကင်မရမှာလား၊ခွဲစိမ့်ဖြတ်တောက်ပြင်မရမှာလား၊ဒီလိုမျိုးလေးတွေရှိတယ်။ဒါကြောင့်မလို့ကင်းစားကုရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အခြေအနေဒီကုကြဒီကုသမှုတွေက ကုန်ကျစရာဘယ်လောက်ရှိမလဲ။ဘယ်လောက်အချိန်ကြာအောင် ကုရမလဲ။ဒီကုသမှုတွေပြီးသွားလို့ရှိရင်ဘယ်လောက်အတိုင်းအတာအထိ ပြန်ကောင်းနိုင်မလဲစတဲ့အကြောင်းအရာတွေကိုသေချာလေးဆွေးနွေးတိုင်ပင်မှုလိုပါတယ်နော်ဒါလေးကိုသေချာစဉ်းစားပြီးတော့မှကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကိုယ်နဲ့အသင့်တော်ဆုံးကုသမှုကိုရွေးချယ်မှာပဲအဆင်ပြေတာပါတခြားသူတွေကဓာတ်ဓာတ်ကင်ပြီးတော့ကောင်းသွားတယ်ကိုကိုကကျတော့ဓာတ်ကင်လို့ကောင်းချင်မှကောင်းမှသွေးဟိုစိတ်သွင်းရတာရှိကောင်းရှိမယ်ဒါမှမဟုတ်လို့ရှင်ခွဲပြီးတော့ဖြတ်တော့ပြရတာရှိကောင်းရှိမယ်ဒီလိုမျိုးရှိတယ်သူများတွေကိုသွားပြီးမရှင်းနဲ့နော်ကိုယ့်ရဲ့ကျန်းမာရေးခြေနေက ကိုတို့အကောင်းဆုံးပဲသူများနဲ့အဆင်ပြေတဲ့ဟာကိုနဲ့အဆင်ပြေခြင်းမှပြပါဒါကြောင့်မလို့ကင်ဆာကုတော့မယ်ဆိုလို့ရှိရင်ပထမဆုံးချက်ယောဂလုံးဝသေချာသွားအောင်နှစ်ခါသုံးခါဆက်ပါနော်အဲ့လိုသေချာပြီးသွားပြီဆိုလို့ရှိရင်ကုသမှုကိုသေချာရွေးပါကိုနဲ့အသင့်တော်ဆုံးကုသမှုကိုကြားစေဘယ်လောက်ရှိမလဲအဲ့ဒါကိုအဆင်ပြေရလားဗောနဒီလိုမျိုးကုသမှုပြီးလို့ရှိရင်အဲ့ဒီစီးတွေသွင်းမယ်အဲ့ဒီဓာတ်တွေกินမယ်ဆိုလို့ရှိရင်ကိုယ့်ကိုဘယ်လောက်ထိခိုင်နိုင်တယ်လဲဘယ်လိုမျိုးဒီပေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်ပေါ့ဒါလေးတွေကိုလည်းတေချာဆရာဝန်နဲ့ဆွေးနွေးတိုင်မှာအဲ့ဒါတွေသိပြီးတော့မှာ အကောင်းဆုံးကိုရွှေပါဒါဆိုလို့ရှိရင်တော့အဆင်ပြေနေပါတယ်။ဥမာကြီးကင်ဆာဆိုတာဆော့ဆော့ဆီဆီသိရလို့ကုသမှုဆော့ဆော့ဆီဆီရမယ်ဆိုလို့ရှိရင်အခြေအနေကောင်းနိုင်တဲ့ကင်ဆာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလက္ခဏာတွေပေါ်လာပြီဆိုတာနဲ့သေချာဆွေးနွေးတိုင်ပို့အကြံပေးချင်ပါတယ်။ဦးလန်းချောင်းကျမကြီးနဲ့ပတ်သက်ပြီးတော့ဆောင်ရံတွေကိုအရင်ဆုံးပြောပြပေးပါမယ်။နံပါတ်၁ချက်ကတော့ဦးလန်းချောင်းကျမကြီးကောင်းမွန်စေဖို့ကျွန်တော်တို့အစားအသောက်ကိုသေချာရွေးချယ်စားသုံးမှုလိုပါတယ်။ဒီနေရာမှာအမြင်တတ်ပါတယ်။ အသီးရွက်တွေပေါ့ဟင်းသီးဟင်းရွက်တွေဒါတွေစားသုံးပြီးလို့ရပါတယ်ဒီအမြင့်တက်များတဲ့အသီးတွေမှာဟင်းသီးဟင်းရွက်တွေပါတယ်နောက်ပြီးတော့သစ်သီးသစ်ဥတွေလည်းပါပါသေးတယ်ဘယ်မျိုးမျိုးစားသုံးပြီးလို့လည်းရပါတယ်ကျွန်တော်တို့နိုင်ငံမှာတော့ဒီဂျုံချမ်းပေါင်မုံသိပြီးတော့မစားဘူးပေါ့နော်ဂျုံချမ်းပေါင်မုံစားလို့ရှိရင်လည်းအမြင့်တက်ရပါတယ်အထူးသဖြင့်တော့ဒီအရွက်ပါတယ်ပေါ့နော်ဟင်းသီးဟင်းရွက်ဒီမုံညင်းစိမ့်လိုဟာမျိုးမုံညင်းပြူလိုဟာမျိုးကစုံရက်လိုဟာမျိုးပေါ့နော်ဒီလိုအရွက်တွေစားသုံးပြီးမယ်ဆိုရင်အမြင်နဲ့အများကြီးရပြီးတော့ဝမ်းမှန်စီပါတယ်ဒီနေရာမှာသတိထားဖို့က အဲ့လိုအသီးရွက်တွေကိုကျွန်တော်ဒီတရုတ်ပကံလုံးနဲ့ပေါ့နော်ပကံလုံးလေးနဲ့ဒီနေ့ကိုတလုံးနှလုံးစားရင်ရပါပြီအများကြီးစားရတယ်ဆိုလို့ရှိရင်လည်းသူကအစာချေပြတ်မှုကိုအနောက်အရှက်ပေးပါတယ်ဒါကြောင့်မလို့သင့်ယုံလောက်စားလို့ရှိရင်တော့အဆင်ပြေပါတယ် ဥလန်းချောင်းကျမ်းမာရေးကောင်းမွန်စေဖို့ဒုတိယတစ်ချက်ကတော့ရေများများတောက်ပေးလို့ရပါတယ်ရေတောက်တာကဒီဥလန်းချောင်းပဲကျွန်တော်တို့စီးလဲရွှင်စီးရွှင်နေတော့ရှိစီးလန်းချောင်းကျမ်းမာရေးကိုပါအထောက်အကူပေးပါတယ်ဒါကြောင့်မလို့တစ်ရက်ကိုရေ2လီတာကနေ3လီတာလောက်အထိတောက်သုံးပေးတယ်မလားရေ1လီတာဆိုတာရေတံဘူးပေါ့နော်ရေတံဘူးအလက်လိုဟာမျိုးပေါ့နော်ကျွန်တော်ဒီလိုသေးသေးလေးလည်းမဟုတ်ဘူးအလက်တစ်ထွားတစ်ထွားကြော်ကြော်ဟာမျိုးပေါ့အဲ့ဒီရေတံဘူး1လီတာကို1လီတာကနေဟိုက2လီတာကနေ3လီတာအထိတောက်သုံးပေးမယ်ဆိုလို့ရှိရင်ဥလန်းချောင်းကျမ်းမာကောင်းမွန်စေပါတယ်နံပါတ်3ချက်ကတော့ ကျွန်တော်တို့ဦးလန်းချောင်းကောင်းမွန်စေဖို့ဆိုလို့ရှိရင် probiotic လို့ခေါ်တဲ့ဒီပိုးခေါင်လေးတွေပေါ့ဒါလေးတွေစားသုံးပေးလို့ရတယ်ပိုးခေါင်ဆိုတော့ကျွန်တော်တို့ဦးလန်းချောင်းမှာပိုးခေါင်တွေအများကြီးရှိတယ်အဲ့ဒီပိုးခေါင်တွေကအစာခြေပြတ်မှုကိုအထောက်အကူပေးတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကျွန်တော်တို့ကျန်းမာရေးကိုအထောက်အကူပေးပိုးမွားတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီပိုးမွားလေးတွေရှင်တန်နေအောင် probiotic ဆိုတာ ဒင်ဂျင်ပေါ့ဒင်ဂျင်လည်းရှိသလို probiotic ဆေးတုပ်လေးရှိတယ်။အဲ့ဒီဆေးတုပ်လေးတောက်ပေးလို့လည်းရပါတယ်။ချင်ပတ်ပေါ့ချင်ပတ်ဆိုတာတန်ရှင်းလက်ဆက်တဲ့ချင်ပတ်မျိုးကိုပြောတာပါဟုတ်လို့အကြာကြီးမတန်ရှင်းမလက်ဆက်တော့တဲ့ချင်ပတ်မျိုးကိုပြောတာမဟုတ်ဘူး။တန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်အိမ်မှာပဲလုပ်ထားတဲ့ချင်ပတ်တွေစားပေးလို့ရှိရင်လည်း ဒီ probiotic ကိုရပြီးတော့ဦးလန်းချောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နံပါတ်၄ချက်ကတော့ကိုယ်လက်လှူရှာလုပ်ပြီးလို့ရပါတယ်။ကိုယ်လက်လှူရှာလုပ်ပြီးမယ်ဆိုလို့ရှိရင်ကိုယ်ကစနစ်ကိုလည်းကောင်းမွန်စေတယ်၊သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေတယ်၊ဦးလန်းချောင်းကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။၄ချက်ငယ်လှူတာကတစ်ပတ်မှာ၃ချိန်ကနေ၄ချိန်လောက်လုပ်ပြီးလို့ရပါတယ်။၄ချိန်ကဘာမှထူး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 လုပ်နေစရာမလိုပါဘူး။လမ်းလျှောက်ပေးရင်ရပြီ။ကျွန်တော်လမ်းခတ်သက်သက်လေးလျှောက်ပေးလို့ရှိရင်ရပြီ။နားရီခွက်လောက်မနက်စောစောပေါ့နော်မနက်စောစောလေးထား လမ်းသက်သက်လေးရှောက်နာရီခွက်လောက်လမ်းသက်သက်လေးရှောက်ပြီးလို့ရှိရင်နေအောင်ကြီးလည်းရမယ်ဆိုလို့ရှိရင်ဗီတာမင် D တောင်အဆင်ရအောင်ပဲဗီတာမင် D ရမယ်သွေးလည်းပတ်မှုကောင်းမယ်ကိုယ်ကစနစ်ပါကောင်းလာပြီးတော့ဦးလမ်းကြောင်းကျန်းမာရေးကိုလည်းကောင်းမွန်စေပါလိမ့်မယ်နံပါတ်5ချက်ကတော့စိတ်ဖြည့်စီမှုပါ ဒီခေတ်ကာလချင်းမှာစိတ်မဖြည့်စည်ဘူးဆိုရဲသူမရှိသလောက်ပါပဲเนาะကျွန်တော်တို့အားလုံးစိတ်ဖြည့်စည်တယ်ဒါပေမဲ့လည်းဒီစိတ်ချမ်းမာရေးကစိတ်ထောင်းတော်ကိုကြီးဆိုသလိုပေါ့ကျွန်တော်တို့ရဲ့စိတ်ချမ်းမာရေးကိုဂေယူဆိုင်တင်ပါတယ်เนาะဒီအကြောင်းအကြောင်းကြောင့်စိတ်ဖြည့်စည်ရာတွေစိတ်ရှုပ်စရာတွေများနေတယ်ဆိုလို့ရှိရင်ဒါတွေကိုဖြည့်ရှုပ်ဖို့လိုတယ်တကယ်ချင်းနေတဲ့စကားပြောတာကိုကြိုက်တဲ့ဟင်းလေးတွေချက်စားတာမုံလေးတွေချက်စားတာမုံလေးတွေလှုပ်စားတာဒါမျိုးလေးတွေလုပ်ပေးလို့ရပါတယ်အစားအသောက်ကိုတေချာရွေးချယ်စားသုံးပေးပါလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါပြီးလို့ရှိရင် စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပါဒါဆိုလို့ရှိရင်ဦးလန်းချောင်းကျမ်းမာရေးကောင်းမွန်စေပါလိမ့်မယ်ရှောင်ကျင်းတဲ့အစားအသောက်တွေထဲမှာစီများတဲ့အစားအသောက်တွေပါပါတယ်စီပြန်ဟင်းကိုမှစီနစ်နေတာမျိုးနောက်ပြီးလို့ရှိရင်ဒီစီကြော်ထားတဲ့အစားအသောက်တွေအလူကြော်လို့ကြက်သားကြော်လို့စီနစ်ပြီးတော့ကြော်ထားတဲ့အစားအသောက်တွေဒါတွေကိုသတိထားပြီးတော့ရှောင်ကျင်းတဲ့မှာစီများတဲ့ဘလို့အစားအသောက်မျိုးမဆိုရှောင်ကျင်းတဲ့မှာ တကယ်တစ်ချက်ကတော့အချိုများတဲ့စားတော့တွေပါဒီအချိုတွေအလွန်အမင်းစားတော့မယ်တကြားတွေအများကြီးပါတဲ့စားတော့တွေစားတော့မယ်ဆိုရင်ဦးလန်းချောင်းကျမ်းမာရေးအပြင်စီးချိုတွေးတွေးယောဂါတွေကိုပါဖြစ်စေနိုင်လို့သတိထားသင့်ပါတယ်နံပါတ်3ချက်ကတော့အရန်နဲ့ဆေးလေးပါအရန်နဲ့ဆေးလေးသောက်သုံးခြင်းကဒီယောဂါတွေဖြစ်ဖို့တကားကိုဖွင့်ပေးလိုက်တယ်လို့ပဲဆေးလေးသောက်တဲ့သူတွေမှာကင်ဆာဖြစ်နိုင်ခြင်းများတယ်ကျွန်တော်ပြောချင်တာကဆေးလေးသောက်ရင်ကင်ဆာဖြစ်မယ်လို့ပြောဆိုချင်တာမဟုတ်ပါဘူးဆေးလေးသောက်မယ်ဆိုရင် ကင်းစားဖြစ်နိုင်ခြေသူများထပ်ပို့ပြီးတော့များတယ်။အရက်ကလည်းလာလို့ပါပဲ။အရက်ကတော့ကျန်းမာရေးပြင်တခြားလူမှုရေးဆိုင်ရာပြဿနာတွေပါဖြစ်စေနေတာမျိုးအရက်ကိုလည်းလုံးဝရှောင်ရှင်းသင့်ပါတယ်။နံပါတ်၄ချက်ကတော့အသင်စားအစားတော်တွေပေါ့နော်။အသင်စားအစားတော်တွေထဲမှာစားတွေအများကြီးပါဝင်တယ်လို့ဓာတ်ရုပ်ဗီတာပစ္စည်းတွေလည်းအများကြီးပါပါတယ်။ဒါကြောင့်မလို့အသင်စားအစားတော်တွေကိုအဓိကထားပြီးစားသုံးနေမယ်ဆိုရင်ဦးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။အခုဆိုလို့ရှိရင်ဒီဦးလန်းချောင်းကျန်းမာရေးရဲ့ဆောင်ရန်ရှောင်ရန်နေပြီးဦးမာကြီးကင်စာရဲ့လက္ခဏာတွေဦးမာကြီးကင်စာကုသနည်းနဲ့ စမ်းသပ်နည်းတွေကိုပါထေချာနားလည်သဘောပေါက်သွားလိမ့်မယ်လို့ယူဆပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲသိလို့ရတဲ့ကျွန်တော်တွေမေးမြန်းချင်တာတွေရှိလို့ရှင် comment မှာဝင်ရောက်မေးမြန်းလို့ချပါရစေကျွန်တော်လင်းတင်တို့ပြန်ပြီးတော့ပြောပြပေးတော့ပါမယ်ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်အားလုံးပဲ stay happy and healthy ကျန်းမာအောင်နေပါပျော်ရွှင်အောင်နေပါ peace